ငွေကြီးထောက်ပံ့နေတဲ့နောက်ွယ်ကလက်မဲကြီးတွေကိုသူမကိုယ်တိုင်ဖော်ထုတ်လိုက်တဲ့ဖြစ်ဖြစ်ထွေဆယ်လီဖြစ်ဖြစ်ထွေကတော့သူမရဲ့နောက်ွယ်မှာငွေကြီးအဖြစ်ထောက်ပံ့ကူညီပေးနေတယ်လို့ကျိုးကန်ထိန်ချုပ်ပေးနေတဲ့လက်မဲကြီးတွေရှိနေတဲ့အကြောင်းကိုယ်တိုင်ဝန်ခံဖော်ထုတ်လာခဲ့ပါတယ်။သူမအနေနဲ့လူရန်ကုသိုလ်ရှင်မှုတွေများစွာပြုလုပ်နေပြီးဒီအလူငွေတွေကိုမဖြူမစင်နီးလန့်တွေလည်းရရှိရဲလို့တချို့ကထင်နေကြတာပါ။ တခါလူရန်ရင်တိမ်ပေါင်းထောင်ချီလူရန်နိုင်ဖို့အတွက်လဲသူမစီမှာအဲ့ဒီလောက်များပြတဲ့ဝင်ဝင်မရှိဘူးလို့ထင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီနောက်ကွယ်မှာငွေကြီးထောက်ပံ့နေတဲ့ခရိုနီတထေးကြီးတွေရှိမယ်ဆိုပြီးတချို့ကဝေဖန်နေကြပါတယ်။ဒီခါမှာဖြူဖြူသေးကလည်းအမှန်တကယ်သူမတယောက်ထင်းအင်အားနဲ့ဒီလောက်များပြတဲ့ပမာဏကိုလူရန်နိုင်စွာမရှိကြောင်းနောက်ကွယ်ကလက်မဲကြီးတွေကိုကိုယ်တိုင်ဖော်ထုတ်ခဲ့တာပါ။သူမရဲ့နောက်ကွယ်မှာကျိုးကင်ကြီးရဲ့လက်မဲကြီးတွေကတော့တခြားမဟုတ်ဘဲမိသားစုဝင်တွေကိုယ်တိုင်ပဲဖြစ်ပါတယ် အများအပြားလူတန်းနိုင်နေဆိုတာကသူမရဲ့ကိုယ်ပိုင်ဝင်ငွေတွေနဲ့အတူယုံကြည်ရဲ့အလူရှင်တွေရဲ့စေတနာတွေကြောင့်သာဖြစ်ပါတယ်။ဒီလိုမျိုးနောက်ကွယ်မှာကျိုးကန်ကူညီနေတဲ့လက်မဲကြီးတွေကခရိုနီတထေးကြီးတွေမဟုတ်ပဲမိသားစုဝင်တွေပါဆိုပြီးအခုလိုဖော်ထုတ်ခဲ့တဲ့အပေါ်ပရိသတ်တို့အမြင်လေးတွေရှင်လဲပြောပြခဲ့ကြပါအောင်နော်။